မင်္ဂလာပါရှင်ဒီနေ့ကျမတို့စိတ်ဝင်စားစရာအရေးမြစ်တစ်ခုကို အတူတူလေ့လာကြည့်ကြရအောင်အဓိကပါတော့ comfort zone map လို့ခေါ်တဲ့ and တတောင့်တတဇုံမြေပုံအကြောင်းပါပဲဟုတ်ကဲ့ဒီမြေပုံမှာလေလူတယောက်ရဲ့တိုးတက်မှုခရီးကိုအဆင့်ထိုးစစ်နဲ့ဖွံ့ဖော်ထားတယ်လို့ဆိုပါတယ် comfort zone learning zone နဲ့ growth zone ဆိုပြီးတော့ပေါ့ဟုတ်ပါပြီဒီဆွေးနွေးမှုကနီးဒီမြေပုံကကိုယ်ပိုင်တိုးတက်မှုအတွက် အဲဘွားရဲ့အသေးပေရှာဖွေမှုအတွက်ဘလို့အတွေးခေါ်တွေပေးနိုင်မလဲကြည်ကြတာပေါ့ကောင်းပါလေဒီမြေပုံရဲ့အဓိကအနေထားကတော့လीကိုကျွမ်းကျင်ပြီးသားအဲတက်တောင့်တတဖြစ်နေတဲ့အခြေအနေကနေရဲရဲဝံဝံထွက်ခွာဖို့ကြိုးစားခြင်းဟာတိုးတက်မှုအတွက်မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့အချက်ပါပဲခင်ဗျာဒါကဘွားမှာရှောင်ရွဲလို့မရတဲ့တိုးတက်မှုအဆင့်တွေကိုရှင်းရှင်းလင်းလင်းမြင်သာစေတာပေါ့ကောင်းပြီပထမဆုံး comfort zone ကိုယဉ်ကြည့်ကြရအောင်ဒါကတော့အားလုံးနဲ့ယဉ်ပြီးသားဖြစ်မှာပါ နေ့စဉ်ဘဝမှာ လုံခြုံတယ်อืมထိန်းချုပ်နိုင်တယ်လို့ခံစားရတဲ့နေရာလေလုံနေကြအလုပ်တွေကျွမ်းကျင်ပြီးသားပတ်ဝန်းကျင်တွေဆိုတာမျိုးပေါ့ဟုတ်ပါတယ်လူတွေကဒီထဲမှာပါလုံနေချင်းကြရလဲဆိုတော့ under ကိုရှောင်ချင်းစိမတိချားမှုတွေကိုကြောက်တဲ့တဘာဝဗီဇကြောင့်လို့ဆိုနိုင်မယ်ထင်တယ်မှန်ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကရေးမြစ်တွေမှာပေါ်ပြထားတာကလေဒီလိုလုံခြုံတယ်လို့ထင်ရတဲ့ဇုံဟာကြာလာရင်ကွဲ့တကယ်အလှအလာတွေကို တဖြည်းဖြည်းချုံနှောင်လာတတ်တယ်ဆိုတာပဲဟုတ်ပါဆိုတော့အဲ့ဒီအချိန်မှာအချိန်မရှိဘူးငါနဲ့မဖြစ်နိုင်ပါဘူးဆိုတဲ့စင်ချေတွေပြီးလာတတ်တယ်ဟုတ်တယ်အကြောင်းပြချက်တွေများလာတာပေါ့ဟုတ်တယ်ရင်းမထက်ကပုံချမ်းမှဆိုရင်ယုံကြည်မှုကိမဲ့လာခြင်းစင်ချေများပေးခြင်းဆိုတာတွေကဒီဆုံးရဲ့လက္ခဏာတွေလို့ညွှန်းထားတယ်ခင်ဗျာတိုးတက်မှုကိုရပ်တန့်စေတဲ့ရွှေလောင်းအိမ်လို့ဖြစ်လာနေတာပေါ့ဒါဆိုရင်ဒီလိုအခြေအနေကနေရုံးထွက်ဖို့လိုလာပြီပေါ့နော်အဲ့ဒီမှာ landing zone သင်ယူဝုဇုံဆိုတာရောက်လာတာပဲ အဲ့ဒီကိုကူဟိုကတက်တီလိုတာပေါ့ဟုတ်တယ်တက်တီတော်လိုတယ်ဘာလို့လဲဆိုတော့ဒီမှာစိန်ခေါ်မှုအတ္တတီမရင်းနှီးတာတွေအာအမားလုံမိနိုင်ခြေတွေရှိနေလို့ပဲဥပမာပြောရရင် ကိုလုံးဝမလုပ်ဖွေ project တစ်ခုကိုဥဆောင်ရတာမျိုးပေါ့ဟုတ်ကဲ့ဒါမှမဟုတ်ဘာသာစကားအတ္တတင်တာမျိုးဟုတ်ပါတယ်အစောပိုင်းမှာတော့စိတ်မတမတာစိတ်မတေချာတယ်ဒါပေမဲ့အဲ့ဒါကအခွင့်ရေးပဲအဲ့ဒီစိတ်မတမတာထိမှုကပဲတိုးတက်မှုရဲ့နိမ့်ပုံပါပဲ ဒီလန်နေဆုံးဆိုတာကိုယ့်ရည်ချင်းရဲ့နေနေဘိတ်ကိုချက်ထွေးနေနေရပဲအញ្ញမတိအရာဆိုရင်ဒီဆုံးမှာစိန်ခေါ်မှုတွေရင်ဆိုင်ရခြင်းနဲ့ကျွမ်းကျင်မှုအသက်တွေတင်ယူရခြင်းကအဓိကပဲခမရအေးဟုတ်ပါတယ်စလောက်ခါစားမှာအမားကြီးရှိနိုင်ပြီမဲ့အဲ့ဒီအမားတွေကသင်ကန်းစာတွေထစ်လာပြီးတော့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုတိဆောက်ပေးတယ်ဟုတ်တယ်ကိုကိုကိုယုံကြည်မှုလည်းပြန်တက်လာနိုင်တယ် ပါတယ်။ဥမာကိုရင်းလူနိပညာအသစ်တွေစီမံခန့်ခွဲမှုစွမ်းရည်အသစ်တွေတိုးပွားလာစေတယ်။ပန်းတိုင်အသစ်တွေခြားမှာကိုအားဖြစ်စေတာပေါ့။ကောင်းပြီ။ဒါဆိုတင်ယူမှုဆုံးမှာစ조사ရုံးကန်ပြီးတဲ့အခါနောက်ဆုံးမြောက်မရာက growth ဆုံးကိုကြည့်ထွားမှုဆုံး။ဒါကတော့စ조사မှုတွေအတိပွင့်ကိုခံစားရတယ်။ကိုယ်အလားအလာကိုအပြေအဝအသုံးချနိုင်ပြီးအတိပဲရှိတဲ့အောင်မြင်မှုတွေရလာတဲ့နေရာလို့ဆိုနိုင်မယ်ထင်တယ်။ဟုတ်ကဲ့။ အရင်မြက်ထက်ကဥမာရေရဆိုကိုပိုင်စီပိုင်ထူတောင်တာမျိုးဟုတ်ပါတယ်တာမမို့စိတ်ကူးထားတဲ့ကဘာပတ်ခီးမျိုးထွက်နိုင်တာတွေပေါ့ဒီ growth zone ရဲ့အရေးကြီးဆုံးရလကတော့ဘဝရဲ့ရည်ရွယ်ချက်ကိုရှာတွေ့ခြင်းနဲ့အိမ်မိုက်တွေကိုလက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းတယ်อืม purpose ရှာတွေ့တာပေါ့ဟုတ်ပါတယ်ဒီအစ်စ်မှာကို့ဘဝတည်းမဟုတ်တော့ပဲပဝင်းကျင်ကိုပါအဖြူသဘောဆောင်တဲ့လွှမ်းမိုးမှုတွေပေးနိုင်လာတယ်အရင်မိတ္တိမှာဆိုရင်ဒီဇုံးကို စိတ်ပိုင်းလူမှုရေးပိုင်းတခါတရံဝိညာဉ်တွေရဖွံ့ဖြိုးမှုတွေပါပေါင်းစုံပြီးအတွင်းစိတ်ကျင်းနှမှုနဲ့တကယ့်ရေရှည်တည်ငြိမ်မှုကိုရရှိတဲ့အခြေအနေအဖြစ်ဖော်ပြထားပါတယ်။ဒါပဲမြဲဒါကအဆုံးစက်တော့မဟုတ်ဘူးပါနော်။ဟုတ်တယ်။ဒါကခီးဆုံးမဟုတ်ပဲဆက်လက်တည်ယူနေရမယ်။ဆက်လက်ကြီးထွားနေရမယ်ဖြစ်စဉ်တစ်ခုလို့လည်းယူမြင်နိုင်ပါတယ်ခင်ဗျာ။ဒီနေ့လေ့လာခဲ့တဲ့အရင်းမြစ်တွေရလေဒီ comfort zone map ကပေးတဲ့အဓိကတရင်စကားကတော်တော်ရှင်းပါတယ်။တကယ်တိုးတက်ခြင်းရင် ကိုဘဘကိုအတဲပဲရှိရှိဖြတ်တန်းချင်ရင်ကိုနေနေကြတတောင်တတဇုံကနေရဲရဲကြီးဟုန်ထွက်ထွက်လို့ရတယ်။ Okay. ပြီးတော့တင်ယူမှုဇုံရဲ့စင်ခေါ်မှုတွေကိုရင်ဆိုင်ဖို့လိုအပ်တယ်ဆိုတာပါပဲ။ဇုံတစ်ခုကနေနောက်တစ်ခုကိုကူးပြောင်းဖို့တတိနဲ့စိတ်ပိုင်းဖြတ်မှုကအရေးကြီးဆုံးပဲနော်။သိချပါရယ်ခင်ဗျာ။ဒီဇုံသုံးခုကသိချစီမဟုတ်ပဲတစ်ခုနဲ့တစ်ခုဆက်ဆက်တည်တဲ့ဖြစ်စဉ်တွေပါ။ဟုတ်တယ်။ Comfort Zone ကလုံခြုံမှုပေးပေမဲ့ ယေရှေမှာအန်ဒရယ်ရှိနိုင်တယ်။ learning zone ကခက်ခဲပင်ပန်းနိုင်ပေမဲ့တိုးတက်မှုအက မရှိမဖြစ်အရေးကြီးတယ်။음 growth zone ကတော့အားလုံးရဲ့ပန်းတိုင်ဖြစ်တဲ့။ဒီခီးကအမြဲတမ်းတော့မဖြောင်းဖြူးဘူးပေါ့။ဒါပေမဲ့ကိုယ်ကံတက်ချက်တွေကိုကြော်လွှားနိုင်တဲ့အခါရလာတဲ့ဘဝရဲ့အတိတ်ပဲအောင်မြင်မှုနဲ့စိတ်မှန်နဲ့ပျော်ရွှင်မှုကတန်ဖိုးမဖြတ်နိုင်ပါဘူး။ကောင်းလိုက်တာ။နီကုန်းချုပ်ရရင်တော့ ဒီ comfort zone map ဆိုတာကိုပိုင်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်မှာကိုကိုကိုပြန်တုံးတက်ဖို့လမ်းညွန်ဖို့အတုံးဝင်တဲ့ကိရိယာတစ်ခုလို့ဆိုနိုင်ပါလေရှင်။နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုပဲထပ်ပေါင်းချင်တာကတော့လေကိုလက်ရှိပဲဇွန်လဲမှာရှိနေလဲဆိုတော့ကိုတီးဖို့အရေးကြီးတယ်လို့ပဲ။အဲအဲ့ဒီတဲ့ပေါ်အရေးကြီးနိုင်တာကဒီဇွန်တွေကြားမှာလိုအပ်တယ်လို့ကုလူတော်လာနိုင်တဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲပြင်လွယ်ရှိမှု flexibility ပေါ့။ဟုတ်ကဲ့။ဒီနေ့မှာပဲကိုကိုတင်ယူမှုပဲ ဒါမှမဟုတ်ကြီးကြွားမှုဘက်ကိုနိုင်ငံရွေလျားစေမဲ့ဘလို့ချစ်လန်တေးတေးလေးတခုကိုစလန့်ကြည့်နိုင်မလဲဆိုတာကိုစဉ်းကျင်ဖို့ပါပဲ။อืมချစ်လန်တေးတေးလေးတခုပေါ့။ဟုတ်ပါတယ်။အစပိုင်းမှာစိတ်မတင်မသာဖြစ်ကျင်ထင်မယ်။ဒါပေမဲ့အဲ့ဒီချစ်လိုက်ငယ်ကပဲအနာကက်တိုးတက်မှုအတွက်အကြီးမားဆုံးခြံနှမှုကိုဖြစ်စေနိုင်